ိသတ်များအားလုံးမင်္ဂလာခင်ဗျာဒီနေ့ပထမဆုံးရှင်နိုင်ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာရန်ဖိုးကမန်ချက်စတာယူနိုက်တက်ကိုပုံကိုတကုတ်ဆယ်ရလာနဲ့အနိုင်သွားခဲ့တယ်ခင်ဗျာဟုတ်ကဲ့ရန်ဖိုးဟာအင်ကွင်းမှာရှေ့စွမ်းအပါကစားပုံကောင်းကောင်းနဲ့ထိုက်တန်တန်အနိုင်ရသွားခဲ့တာဖြစ်ပါတယ်ရန်ဖိုးရဲ့ကစားသမားဟောမန်ယူရောက်သွားတဲ့အန်ပြူမိုအလုပ်ဘာတစ်ခုမှမဖြစ်ခဲ့ပါဘူးပြောရမယ်ဆိုရင်နီးပြအင်မိုရင်ရဲ့အခုကစားကွက်တိုင်းမန်ယူကရှေ့သာဆက်ပါ ပြောရမယ်ဆိုရင်တန်းဆုံဆုံနဲ့ဤတစ်ထက်ဤသွားပါလိမ့်မယ်။ဘာကြောင့်ဒီလိုသွားသလဲ။သူ့ရဲ့ကစားကွက်ကြီးကအစင်မပြေပါဘူးလို့ပရိသတ်တွေရောနိစနိယေးရကျွမ်းကျင်သူတွေရောကဝေဖန်ထောက်ပြရင်ပဲအင်မိုရင်ကလူ ਉਹ သားပြောင်းကျင်ပြောင်းငူကိုပြောင်းပေးလို့မရဘူးဒီကစားကွက်အတိုင်းမှာဆက်သွားမယ်လို့ခေါင်းမာနေတာတွေဟာမန်ယူအပေါ်ကိုတက်ရောက်မှုတွေကြီးမားတဲ့ထက် ကြီးမားလာခဲ့ပြီဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်မှာဆိုရင်လေအသစ်ခေါ်ထားတဲ့တိုက်စစ်မှုတော့ကိုသူကတိုက်စစ်တွေလုံးမှာတွဲပြီးကစားခဲ့တယ် ဆက်စကိုအမ်ဘူမိုကွန်ညာဒါပေမဲ့သုံးအောင်လုံးကအစိတ်ဆက်မမိခဲ့ဘူးပြီးတော့အသင်းကောင်းဆောင်ဘရူနိုဖန်ဒက်စ်ပုံစံကောင်းမရတော့ဘူးဒီပွဲမှာဘရူနိုဖန်ဒက်စ်ရဲ့ပယ်နယ်တီလွဲချော်မှုကတော်တော်ကိုပြဿနာကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ချိန်မှာဖူလန်နဲ့ပွဲလုံးကလည်းသူပယ်နယ်တီလွဲခဲ့ဘူးလေ။ဒီတော့ကစားသမားတွေကအသင်းကပတိန်ပေါ်။ယုံကြည်မှုရောကြသွားနိုင်တယ်။ယုံကြည်မှုပျောက်ဆုံးတာတွေဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်ခင်ဗျ။ဘရန်ဖိုကတော့ပွဲစား7မိနစ်မှာရင် ခွင့်ကိုရတယ်။နောက်ပြီးတော့မိနစ်20မှာဒုတိယကိုထပ်သွင်းနိုင်ခဲ့တယ်။ဒါကိုဘရောင်ကိုရဲ့အထောင်တိုက်စစ်မှုတီယာကိုကသိမ့်ပေးခဲ့တာဖြစ်ပါတယ်ခမ။မန်ယူကတော့ပွဲကစားချိန်26မိနစ်မှာဆက်စကိုရဲ့ရှေပါဂိုးနဲ့အတူပထမပိုင်းမှာနှစ်ဂိုးတကိုးဆယ်ရလည်းမဖြစ်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်း86မိနစ်မှာမန်ယူပန်နတီကတော့ဟာပွဲတော်အလှည့်ကောင်းဖြစ်ပြီးမန်ယူကဒီဂိုးကိုရလာရင် နိုင်မှုမျှော်လင့်ချက်ရှိသေးတယ်လို့ထင်မှတ်ထားခဲ့ပေမဲ့ရူနိုဖန်ဒက်စ်ကပန်ဒီကန်သွင်းချိန်မှာ ဘရန်ဖို့ကိုသမားပုတ်ထုတ်ကောက်သွားခဲ့ပါတယ်ခင်ဗျဒီတော့မန်ယူကပနတီပေါင်းထွဲတဲ့ဘွားရောက်သွားခဲ့တယ်ရှေ့မှာလဲဖူလန်နဲ့ပွဲတော့ကမိုးဘော်ကိုထောင်ခံလိုက်တယ်ဒီလိုနဲ့ပဲဘရန်ဖို့ဟာဆက်ပြီးကစားရင်းနဲ့ပွဲပြီးခါနီးနာကျင်ချိန်ပို90ပေါင်း6မိနစ်ကိုရောက်တော့ဆက်ချစ်ကိုက်စီအပြင်ကနေအပါပြင်းထန်တဲ့ကန်ချက်နဲ့ဒါဂျန်ဆန်ကနေဘရန်ဖို့အနိုင်သေးချစေမဲ့ကိုကိုထပ်သွင်းပေးသွားခဲ့ပါတယ်ပွဲပြီးမှာဘရန်ဖို့ဟာ3-2ဂိုးနဲ့အနိုင်ရသွားခဲ့တဲ့အတွက်ရှေ့က သုံးဘွဲဇက်တိုက်နိုင်ဘွဲပျောက်ဆုံးခဲ့မှုကိုဘရန်ဖို့အဆုံးသတ်သွားနိုင်ခဲ့ပါတယ်။မန်ယူကတော့ပြီးခဲ့တဲ့ဘက်တုန်းကတယောက်သားနဲ့ကစားရလို့ချက်စီကိုအနိုင်ရခဲ့တယ်။အဲချက်စီတော့ဒုတိယပိုင်းမှာဆယ်ယောက်ဆယ်ယောက်စီဖြစ်သွားပါပေါ့လေ။ပထမပိုင်း55မိနစ်ကိုတော့တယောက်သားနဲ့ကစားပြီးတော့သူအဲ့ကလေးကနှစ်ကိုသွင်းထားတာအဲ့နဲ့နိုင်ခဲ့တာဆယ်ယောက်ဆယ်ယောက်ဖြစ်တော့ကိုပြန်ပေးရတယ်။အဲအဲ့နေသာဖြစ်ခဲ့တယ်။ဒါပေမဲ့ချက်စီနဲ့ဘွဲမှာအဲ့တော့တယောက်သားနဲ့55မိနစ်ကစားခွင့်ရလို့အနိုင်ရခဲ့ပေမဲ့ ဒီပွဲမှာတော့ပုံမှန်အတိုင်းပဲမန်ယူပြန်ရှုံးသွားခဲ့ရဖြစ်ပါတယ်မန်ယူကိုဘရန်ဖော့က3-1 Premier Instant Coffee Mate ပြန်တိုက်သွားခဲ့ပြီဆိုတဲ့အကြောင်းပြည်သက်တွေကိုအသိပေးပြောကြားလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ